အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင် ပေါင်းလို့ရေနှွေဦး family YouTube channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရနော်။ဒီကနေ့မှတော့ကြပြာဆရာလာတန်းရဲ့ကြပြာချို့ကိုဖတ်ပြပေးပေးရစီခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြကြပါဦးနော်။စူးလေလမ်းရသဝင် စူးလီလန်းဟာအဲ့ရာကနိုးပြီဆိုမဟုတ်မီတက်ကိုနှုတ်ဆက်လက်ရွေးစင်မှာလက်ဖက်ရည်တစ်ခွက်တောင်းလိုက်တယ်စူးလီလန်းဟာ အမောင်းကျန်းတဲ့ဓာတ်ဆန်းကားတွေကိုကျိန်ဆဲနေတတ်တယ်စူးလီလန်းဟာနိုင်ငံခြားပစ္စည်းဆန်းတွေကို အငမ်းမရငေ့ကြည့်တတ်တယ်စူးလီလန်းဟာဆယ်တန်းចောင်းသားတွေနဲ့အတူကျူရှင်တတ်တယ် စူးလေလန်းဟာရေတမာပင်နဲ့အောက်ကလက်ကင်ဘဝနွမ်းလေးတစ်ထည်ကောက်ရခဲ့ဘူးတဲ့စူးလေလန်းဟာဗန္ဒူလပန်းညံထဲမှာစိုးသွန်းလူငယ်တွေနဲ့အတူဆေးကြောက်ရှူဘူးတဲ့စူးလေလန်းဟာမာကျူဒီအလင်းနဲ့အောက်မှာခရီးပန်းကောက်တဲ့ကလေးတစ်တိုက်ကားတိုက်ခံရမှာစိုးရိမ်နေတဲ့စူးလေလန်းဟာစူးလေစီဒီဖျားဝဲမှာ လက်ကီ7လက်ကစားခဲ့ဘူးတဲ့စူးလီလန်ဟာဘန်ဒူလာပန်းညံဆက်ကူပန်းယုံနာလမ်းပြလက္ခဏာဆရာစီမာအနာဂတ်အတွက်လက္ခဏာကြည်နေပြန်ရောလာတန်လွမ်းတဝက်မြက်ခင်းပြင်ပျော်စရာစစ်တွေဟာကဘာပေါ်မှာရှိနေသေးရဲ့ တင်ကောမျော်လင့်မှုအတင်းဖြစ်ပြီလားကျွန်တော်တို့ဟာအထက်ထက်ကလပန်ထိုးထားတဲ့ဖဲရုတ်ထဲကဖဲချက်တွေလို့ကိုနေရကိုမေ့နေရဲ့မြို့တော်ရဲ့အဆောက်အအုံတွေလည်းရောင်းလဲလဲဖြစ်ဖြစ်ချင်ရဖြစ်မှုရဲ့ဒုရဲကောင်းတဲ့တခြင်းကိုနာတော်တဆင်ရင်ကလေးငယ်များပြမစုတရားအစအစာနဲ့ကပါတဲ့ ကျွန်တော်တို့ဟာအတင်းစားပေါ်ချော်လဲခြင်းမရှိ နောင်နာရခြင်းလုံးဝမရှိဘဝကိုနှစ်နှစ်ကာကာချင်မိကြရဲ့ချစ်ချင်းမြတ်တာတဲ့ဒါသမိုင်းဥကပြာတပုတ်ဖဲတန်မာစွာကခုံလို့တိမ်မွေ့စွာပောက်ကွဲလို့ဝေကွဲမရခြင်းကလည်းစွန့်အာလို့ရောက်မလာသေးတဲ့အချိန်တက်ငိမ်ဆန်ဆန်အိမ်မက်မလန့်လို့ မလုံတဲ့ခေါင်မိုးကြောင့်ရိုးသားတဲ့ဘဝတွေအေးနေငယ်ရပြန်နေပြာစရာလာတန်း